အလိုအလိုမဲ့မင်္ဂလာပါကျွန်တော်တို့ရဲ့ပြပတ်ချန်နေရနေကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့တော့ကျွန်တော်တို့အယိုးတွေချိုးသွားတဲ့ခါမျိုးတွေမှာအယိုးပြန်ဆက်အောင်လို့အယိုးကိုညင်အောင်ထားဖို့အတွက်ကြောက်ပတိစီရလေးရှိပါတယ်ဆိုတော့ဒီကြောက်ပတိဆိုတာဘာလဲဘယ်ကနေလောက်ထားလဲသူ့ရဲ့အသုံးဝင်မဲ့ဘာတွေလဲစရိုင်းနဲ့ပတ်သက်လို့နိုင်ငံဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ကြောက်ပတိကို Plaster of Paris POB လို့လည်းအတူကောက်ခေါ်လို့ရှိတယ်သူကဘယ်ကနေလောက်ထားလဲဆိုလို့ရှိရင်ဒီ chips in လို့ခေါ်တဲ့ချူရောင်အမှုံမြန်ပြုတ်တကားပဲဖြစ်တယ် အဲဒါလူဒရပောင်းနေငယ်ဆိုလို့ရှိရင်တော့ကက်စီယန်တောက်ဖီဟီမီဟိုက်ဒရိတ်လို့ခေါ်တဲ့ဓာတ်ပမျိုးနဲ့အပါဝင်နေရပေါ့နော်သူပါဆိုလို့ရှိရင်အချိန်လိုအတွင်းမာကျောသွားနိုင်တဲ့ကွန်တက်တရှိရဲ့ဓာတ်ပစ္စည်းတစ်မျိုးပဲဖြစ်တယ်သူ့ကိုရင်းနဲ့ရောစားလိုက်တဲ့အခါမာကျောရဲ့အလွာအခက်အနေနဲ့ဖြစ်ကြောင်းသွားတယ်ဒီချောက်ပတီရဲ့အဓိကဒီရိုချက်ကတော့ကျိုးနေတဲ့အယိုးအစုံနှစ်ဖက်ကိုလှူရှာမှုမရှိအောင်လို့နေနေအောင်ထိန်းထားဖို့အတွက်ဖြစ်တယ်ဒီလိုထိန်းထားခြင်းအပြင်ကျိုးနေတဲ့အယိုးအစိပ်ပိုင်းတွေကသူ့နေရာနဲ့တူ နေရာမှန်တိုင်းတည်တည်ငြိမ်ငြိမ်ရဲ့ရှိနေပြီးတော့အယုခံဆက်လာပြီးအနာကျမှပဲဖြစ်တယ်ဒီ၆ပတ်ပြီးအသုံးပြုပုံအသုံးပြုနေစီကတော့ဒီကြိုးထားတဲ့အယုနေရာကိုအရင်ဦးစွာ stop rule လို့ခေါ်တဲ့ viewer ကုန်းလမ်းနဲ့အရင်ကပ်ပတ်ရပါတယ်ကပ်ပြီးလို့ရှိရင်တော့ဒီ၆ပတ်ဒီကိုရင်းနှီးကိန်ပြီးတော့ဒီ wagon ပေါ်နေတဲ့ thing not cut ထပ်ပတ်ရပါတယ်စီးပြီးရင်တော့မိနစ်ပိုင်းအတွင်းမှာပဲဒီ၆ပတ်ဒီကမာချောတော့မှာပဲဖြစ်ပါတယ်သူ့ရဲ့ကောင်းတဲ့အချက်တွေကတော့ခနာကို နေထားတိုင်းကို အလိုတလိုအလွယ်တကူပုံသွင်းယူလို့ရတယ်ပြီးရင်သူကအဲဒီအရိုးတွေကိုတုံချောင်းလို့မရှိအောင်ထိန်းထားပေးတယ်ပေါ့နော်နောက်စကင်းလုံးချိုးတာပြီးတော့အလွယ်တကူဝယ်လို့ရတယ်တကယ်ကြောက်ပတိဖိထားတဲ့နေရာကချောင်းရမ်းမှုတွေဖြစ်လာလို့ရှိရင်လည်းအလွယ်တကူဖြတ်ထုတ်တာဖြုတ်ထုတ်တာတွေလုပ်လို့ရတယ်သူ့ရဲ့မကောင်းတဲ့အချက်ကတော့ခုနောက်ပိုင်းပေါ်လာတဲ့ fiber glass cast တွေနဲ့ပိုက်လို့ရှိရင်တော့မပူပြီးတော့လေးတယ်ဒီ widetilde တောင်မခံနိုင်ဘူးစူထိုင်းစာများလာလို့ရှိရင်အလွယ်တကူပြက်ကြည့်လွယ်တယ်အဲသူကလုံးဝ 6တွေ့ဖို့သူသူ့ရဲ့အကောင်းဆုံး strength အရာဝတ်ဆိုလို့ရှိရင်24နာရီရနေပြီးတော့48နာရီလောက်အထိစောင့်ရည်ရှိတယ်။ခုကိုအဓိကအသုံးပြုရနေရရတော့အကြီးပေါ်အယိုးကျူးတဲ့ခါမျိုးတွေမှာဂျာကြီးအယိုးတွေမလှုပ်ရှားစေဖို့အတွက်ဂျာကြီးအထင်းတော်မျိုးဤပေးထားလို့ရတယ်။အရင်ဆူဆူရမဟုတ်တဲ့အယိုးကျူးပုံကျိုးနည်းတွေခွဲစစ်စရာမလိုတဲ့ခါမျိုးတွေမှာလည်းချက်ပတီစီထားခြင်းအဖြစ်ကုသမှုပေးလို့ရတယ်။အယိုးကျူးတဲ့နေရာကိုခွဲစိတ်တတိပြထည့်ပြီးနောက်မှာလည်းလှုပ်ရှားမှုနေအောင်လို့ချက်ပတီစီပြလို့ရတယ်။ ချုပ်ပဒီအီရမယ်လူတွေမှာတိထားရမယ်ဒီလူဆိုင်ရမယ်အချက်တွေအနေနဲ့ဆိုလို့ရှိရင်တော့ချုပ်ပဒီစီးပြီးစားချိန်မှာ မာလာနဲ့ကြိုင်နဲ့ဖိထားတဲ့လက်ကပူမြူးလာရင်လိုခံစားရမှာဖြစ်ပြီးတော့ဒါကပုံမှန်မျိုးဖြစ်တယ်ချုပ်ပဒီလုံးဝ၆တော့ဖို့ဆိုလို့ရှိရင်အနည်းလေး24နာရီရနေပြီးပစ်နိုင်လောက်ထိကြာတတ်ပါတယ်အဲဒီကလာမှာချုပ်ပဒီကိုအထူးကူးစားရမယ်ဥပမာဒီမာတဲ့အနာအဆုံးတွေပေါ်ခုံနှောင်းတွေပေါ်ကိုတင်ပြီးလို့ရှိရင်ချုပ်ပဒီခြိုက်ဝင်သွားပြီးတော့အပြင်ပိုင်းအသားမှာအနာထစ်တိုင်းတာမှုဒါမျိုးကိုရှောင်ကျင်းတင်တယ် ကျောက်ပတီကိုငေးတန်း6တွေ့နေအောင် ထားရမယ်ရေဆူလို့မရဘူးကျောက်ပတီရှိသားရဲ့အတွင်းကနေပြီးတော့ကြားရတဲ့ရန်နေဆိုပြီးတော့ဓာတ်တွေတုပ်တွေနဲ့ထိုးတာမျိုးမလုပ်သင့်ဘူးဒါမျိုးထိုးလို့ရှိရင်အသားမှာအနာထစ်ပြီးတော့ပူဝင်နိုင်ကြီးရှိတယ်ဒီပတီတီဇာပထမ20လရက်ဒီဇင်ဘာလတော့တွင်မှာအဲဒီတိထားတဲ့ချက်ကိုအယောင်ရော့တာမြင်အောင်လို့အာမိမိလေးထားရမယ် ီလွတ်နေတဲ့ရချီရောင်းတဲ့ဆောင်လေးတွေကိုသူ့လေပဲမကောင်းမှုအတွက်လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးရမယ်။တတိထားရမယ့်အန္တရာယ်လက္ခဏာလေးအမည်နဲ့ဆိုလို့ရှိရင်တော့စောက်ပလီစီချရဲ့ခြေတုံးမလက်ကကိုက်ခဲပြောင်ဆိုပြီးတောက်တော်တော်မှပဲမတက်တာဘူး။စူးစူးဝါးဝါနိုင်ချင်းကိုက်ခဲနေမယ်။ဒီခြေချောင်းလေးလက်ချောင်းလေးတွေကထုံချင်းပဲအပူလောင်လိုခံစားနေရမယ်။ဒီခြေလက်တွေကရှောင်ရမ်းလာမျိုးပြာလာမျိုးအေးဆက်လာမျိုးဖြစ်လာမယ်။ချက်ပရီဖြူတာရဲ့အတွင်းကနေပြီးတော့အနံသွေးတွေထွက်လာတာအရည်တွေထွက်လာတာအဲဒီလက္ခဏာတွေပေါ်လာလို့ရှိရင အရေးကြီးတယ်။အရာဝန်နဲ့ချက်ချင်းပြတင်မယ်။ဒါဆိုလို့ရှိရင်ကြောက်ပတိစီကအရင်တင်းကျပ်သွားပြီးရောဒီ C ရဲ့ခြေခြေလက်တွေကိုတွေးမလျှောက်တဲ့လက္ခဏာတွေဖြစ်တဲ့လို့ကြောင့်မလို့ရေးကြီးရဲ့ဆရာဝန်နဲ့ချက်ချင်းပြတင်မယ်။ကြောက်ပတိစီဆိုင်ရဲ့လူနာတွေအတွက်အနေနဲ့အကြံပြုချက်တွေနဲ့ဆိုလို့ရှိရင်တော့ဒီစီထားတဲ့ကြောက်ပတိစီဆိုင်ရဲ့ချက်တော်နဲ့ land piece ောက်တာမျိုးသူ့ PA တာမျိုးအဲ့ဒီအချုံထက်တွေအရာဝတ္ထုအနာဆုံးတွေပေါ်တင်ထားတာမျိုးမလုပ်တင်ဘူး။ပြီးရင်ကြောက်ပတိကြီးတဲ့အပေါ်ကနေဝိကံမဲ့ဝိတရားဆိုလို့ရှိရင်ချောင်ချောင်ရှိရှိ ဝတ်ချင်ရလို့တဲ့အဝေးစားမျိုးတွေဝတ်တဲ့ကျောက်ပတီကိုညစ်ပီးသေးတဲ့အရာတွေအစားထားတွေအရေးနဲ့ဝီဝီထားမင်းကျောက်ပတီဖြုတ်ခဲ့ခါမျိုးတွေမှာလည်းဒီပုံမှာပြထားခဲ့အထူးပြုပါတဲ့ဒီလွှာနဲ့ဖြုတ်တာပေါ့လေသူကဒီမော်တာတန်းတော့အရင်ဥညာနေအောင်ခြေဒါပေမဲ့သူကကြောက်စရာမလိုဘူးအသားကိုထိခိုက်တန်းရမရအောင်ကာကွယ်ပေးထားတဲ့အားပါတယ်ပေါ့နော်ဒီကျောက်ပတီဖြုတ်ပြီးခဲ့ခါမျိုးမှာဒီခြေလက်တွေကိုလည်းအဲသီတိုရာမျိုးဆိုတဲ့ထိန်းနဲ့ခရနီလေးနာမျိုး ပြန်လည်တန်းထွင်းလေ့ကျင့်ရေးလောကမျိုးပြုလုပ်ပြုခဲ့မယ်ဒီဗီဒီယိုလေးကတော့ကျောက်ပတ်တီနဲ့ပတ်သက်တဲ့ဘူတုတ္တရကျောက်ပတ်တီစီးရတဲ့ခံမျိုးလေးမှာဖြစ်တဲ့ကောင်းဝင်ရှောင်းရံကြီးထက်လက်တွေကိုတွေ့ပြပြီးသွားတာပဲဖြစ်ပါတယ်ဒီလိုသံဃာလေးတွေကိုလည်းအောက်ကကွန်မန့်ပေါ်မှာဆွေးနွေးသွားနိုင်ပါတယ်ဒီဗီဒီယိုတွေကနေပြီးတော့အကျိုးတူတူလေးရရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကိုတိုင်းရင် subscribe လုပ်ပြီးသွားလို့ရပါတယ်ခင်ဗျာအားလုံးပဲဘေးစုကပ်စုပေါ့မှာကြိုးစားနေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ